အားလုံးပဲမင်္ဂလာပါပရိသတ်တို့ရေကုဒ်ခေါက်မှာသက်ဆက်ပေးကျင်တာကတော့အားလုံးအတွက်တမူထူးခြားတဲ့ time with time မှာကစ်ပေါင်စင်မာရောကဘတ်ပိုင်ရှင်ဖြစ်တဲ့ချန်ပီယံဟောင်းတာဝန်ချိုင်ရဲ့ပွဲအကြောင်းသက်ဆက်ပေးသွားမှာပါတာဝန်ချိုင်ဟာပွဲတော်နည်းနည်းဝေးနေပါပြီအရင်ကလည်းပွဲမရဖြစ်တာနဲ့ဂျွန်ဖိုက်တာစီမှာလည်းရှုံးပြီးတဲ့နောက်ပိုင်းသူ့ရဲ့ကဘတ်လည်းဆုံးရှုံးခဲ့ရပါတယ် ဒီနောက်ပိုင်းမှာသူ့ကောင်မလေးနဲ့အချိန်ဖြုံးရင်တတော်လေးလူမှုကွန်ရက်ပေါ်မှာပျောက်သွားခဲ့ပါလေခုလည်းရှိခြာသိပ်လေးနဲ့ခြာသိပ်လေးတယောက်နဲ့ပြန်လဲပွဲတယ်လာပြီးတာတွေ့ရပါတယ်အဲဒီခြာသိပ်ကတော့လူမယန်းဆိုတဲ့လူငယ်လေးတယောက်ပါပဲလူမယန်းကတော့အသက်ငယ်ပြီမဲ့ပညာမနှိမ့်တဲ့အပြင်ဇာလေးပြင်းပါတယ် one championship ကို ဖြည့်ခန့်နေနဲ့ရောက်လာတယ်။ဒါပေမဲ့လည်းမင်းသားဖြစ်အောင်ကစားပြခဲ့ပါတယ်။ထိုးသမျှပွဲတွေကသူ့အတွက်တကယ်ကိုကြက်ခဲပါတယ်။ဒါပေမဲ့မမှုပါဘူး။အကုန်လုံးကိုကြုံဖြတ်နိုင်ခဲ့ပါတယ်။ခုတော့သူမျောလင်းထားတဲ့အတိုင်းတောင်ဝန်ချိုက်နဲ့ထိုးရတော့မယ့်အနေအထားတစ်ခုဖြစ်လာပါပြီ။တောင်ဝန်ချိုက်ကကောင်းပေမဲ့ခုထိုးရမှာကမွေတိုင်းပွဲမဟုတ်ပဲ။ ကစ်ပေါင်စင်ပွဲဖြစ်နေပါတယ်လူမရဲကကစ်ပေါင်စင်ကြောနှက်ပြီးသားဖိုက်တာဖြစ်တဲ့အတွက်ထင်သလောက်တော့လွယ်ကူမှာမဟုတ်ပါဘူးဒါဆိုရင်တော့ချန်ပီယံဟောင်းကြီးကလူမရဲကိုဘလို့များပြန်လဲတုတ်ပြန်ပြီးတော့လူများဒီကစ်ပေါင်စင်ကိုဘလို့များဖြည့်ရှင်းမလဲကျွန်တော်တို့ရန်ကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီလူမရဲကရောဒီချန်ပီယံဟောင်းကြီးကိုဘလို့များထုတ်တတ်မလဲဘလို့များ နိုင်ယူပြမလဲဆိုတာအားလုံးပြည်သက်တည်းလဲစိတ်ဝင်စားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျေးဇူးများရည်တင်ပါတယ်